ပရိသတ်များအလုံးမဲနူလာပါရှင်ပရိသတ်များအလုံးကိုကျမရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမ့ channel လေးကနေပရလောကနေစိတ်ဝင်စားဖျောက်ဂမီယာဖြစ်ရဲ့စံကျေဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှတင်ဆက်ပေးမှာကတော့စိုင်းကြီးဆရာမရင်မင်းကပ်လူရေးသားထားတယ်ဖွားမေစိန်နေဖုန်ကြီးเจ้าကတဲရဲမဆိုတဲ့ဇလန်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဇလန်လီမစတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ဇလန်သိများစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ဘေးနားအနုတီခေါလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်လီကိုကိုယ်ပဲစတင်လိုက်ပါပြီ။ဟေးဖူးရှုပ်ဗျာဗျာနဲ့ဒီလိုလာခင်ကတူဖူးရှုပ်ကိုဥကြီးဖြစ်တဲ့ဥကန်အားခေါ်လေးတယ်။ဖူးရှုပ်လည်းဥကြီးဖြစ်သူလဲနေတဲ့ကိုပြစ်ခင်းစီကိုရောက်လာခဲ့တယ်။ငါတူကြီး ။ဦးကြီးမရှိတော့ရင်မင်းဘလို့ရှေ့ဆက်လျှောက်မင်းစိတ်ကူးထားတယ်လေကွာ။ဟေး။ဦးခန့်ရဲ့စကားကြောင့်ရှင်းနေသားလေးဖိုးရှုပ်ဖြေဖို့စဉ်းစားနေမိရဲ့။ဦးကြီးကဘယ်သွားမှမလို့လေဗျ။ဦးကြီးကစမ်းမရင်မကောင်းတာ။ငါတူကြီးလည်းမြင်တာပဲလေ။ဦးကြီးလည်းမင်းဖေနဲ့အမေနောက်ကိုလိုက်သွားရတော့မယ်ထင်ပါရဲ့ငါတူကြီးက။အဲ့ဒီလိုပြောလို့တော့ဖိုးရှုပ်မိရီဝိုင်းလာခဲ့တယ်။ပြီးရင်တော့ကျုပ်တို့ထားမသွားပါနဲ့ဦးကြီးရဲ့အဖေနဲ့အမေကလည်းရှိတော့တာမဟုတ်ဘူး။ အခုဦးစီးကပါကျုပ်ကိုထားသွားရင်တော့ကျုပ်ဘယ်သူနဲ့နေရမှာတော့ဦးရှုပ်ပြောရင်းနဲ့ငိုချနေရောတယ်မငိုပါနဲ့ငါတူရမင်းကလေစိတ်ကလေးကပြော့လိုက်တာလာပါဦးဦးကြီးစီကိုဦးကန်လည်းစိတ်မကောင်းပြီးတော့သူ့ဖြစ်သူကိုပွေးဖက်ပေးထားရှာတယ်အဲ့ဒီလိုပွေးဖက်ထားရင်လေဦးကြီးပြောမယ်ဦးကြီးကျမကြီးကတိတ်မကောင်းဘူးငါတူရဦးကြီးမသေးခင်မင်းကိုဖုန်းကြီးเจ้าမှာအထားခဲ့ခြင်းလေကိုရင်ဝိတ်ချင်လား ခွန်ကြီးကြောင့်သာပဲလုံမလားကတော့မင်းဆုံးဖြတ်ပေါ်ကွာကျုပ်ကိုရင်တော့မွေးချင်ဝူဦးကြီးဦးကြီးစိတ်ချမ်းသာမယ်ဆိုရင်တော့ကျုပ်ဖုန်ကြီးကြောင့်သာဘဝနဲ့နေပေးပါမယ်ဖူးရှုံစကားကြောင့်ဦးကန်ဝမ်းသာသွားရှာတယ်ဖူးရှုံလေးဟာသဘောတူတာကြောင့်ဦးကန်ကိုယ်တိုင်ပဲဖူးရှုံလေးကိုရွာချောင်းဟာဆရာတော်ထံအနှံ့ပြီးတော့ဖုန်ကြီးကြောင့်သာဘဝနဲ့နေစေခဲ့တယ်ဖူးရှုံလေးကလိမ္မာတာကြောင့်ဆရာတော်ကြီးကလည်းသဘောကျနေတယ်ဖူးရှုံဟေးညဘက်ပေါ်သွားရင် တယောက်ထဲမသွားနဲ့နော်ကြားလားဘာလို့လဲဝပူရဲ့ဖိုးရှုပ်ကပြန်ပြီးတော့ဝပူကအင်တာတောင်းကတီးပြင်ပေါ်မှာနေတဲ့တရေမှာအရန်ခြောက်တာကွာဒါကြောင့်မင်းတယောက်တည်းမသွားနဲ့လို့ငါကပြောတာဝပူစကားကြောင့်ဖိုးရှုပ်မျက်လုံးပြူသွားတယ်ဟေးဘုန်းကြီးเจ้าမှာတရေရှိတယ်ဟုတ်လားရှိလို့ပြောတာပေါ့ကွာငါဆိုเจ้าကကိုရင်တွင်နဲ့ညဘက်ပေါ်သွားရင်အတူတူသွားရတာတယောက်တည်းဆိုဒီက၆လန့်ချင်းနေကွာ ဲ့တဲ့မအောင်ဆရာတော်ကဘာမှမလုပ်ဖြစ်ဘူးလားဆရာတော်ခွင့်ပြုနေလို့နေနေတာကွာဒီတဲ့မတိတ်နေတာဆရာတော်ရှိရင်ငြိမ့်နေတာပဲဒါပေမဲ့တလုံးကကြောင်းမှတဲ့တဲ့ဧည့်သည်အတော်ကြီးတယောက်ကခြောက်လန့်လိုက်သေးတယ်လေ။ "तू ကအဲ့ဒီတော်ကြီးကိုဘလို့ခြောက်တာလဲဝတ်ပူရဲ့။အေးငါပြောပြမယ်။ဖြစ်ကျင်တော့အဲ့ဒီတော်ကြီးကမျိုးဝလာတာကွာ။ तू ကငါတို့တတိမထားမိခင်တယောက်တည်းအင်းသားကိုထွက်သွားတာ အချိန်ကလည်းနေ့နေ့လောက်ပဲရှိသေးတယ်။အတော်ကြီးရင်သာဆင်းလာတော့တီးပင်ကြီးကတဆက်ဆက်တုန်ခါနေရတယ်လေ။ဟိုမင်းတွေ့ဘူးတယ်မလား။နောက်ဝင်တယ်လို့ပဲ။အပင်ကြီးကရင်းထိုးနေရတယ်။အတော်ကြီးကတည့်ရဲချောက်တာပြီးတော့အဲ့ဒီနေရာကနေအမြန်လျှောက်လာခဲ့တာပေါ့။တဲမလည်းချောက်ရတာအမရတဲ့ပုံပဲ။ပုတ်ကနေအတန်ကြားလို့အတော်ကြီးလည်းလှည့်ကြည့်လိုက်တော့မိဘမခေါင်းဖြက်ကြီးကိုတော်ကြီးကတွေ့သွားတာလေ။ခေါင်းဖြက်ကြီးကအတော်ကြီးကိုပြုံးပြုံးကြီးစိုက်ကြည့်နေတာ။ အတူကြီးခင်ဗျာနေရာမတင်တတိလစ်သွားလိုက်တာသူသမီးကသူ့မိပြန်မလာသေးလို့ရှာတော့မှအဲ့နေရာမှာပြန်တွေ့တာဟေအတူကြီးတတိပြန်ရလာတော့ကြောက်လို့ဆိုပြီးရွာထဲကအင်တိန်မှာသွားတဲရတာပဲအဲ့ဒီကလေးကဒိုးเจ้าကိုရောက်မလာတော့ဘူးကသူလည်းတော့ကြောက်သွားရှာပုံရပါတယ်ဒါဆိုဒီတည်းမအတော်ဆုံးတာပဲကဆရာတော်ဖရာတို့ဒီတည်းမကိုနှိမ့်ထုတ်တင်ပါတယ်ကနှိမ့်နှုံးခဏပဲကပြီးရင်ဒီတည်းမပြောင်းရောက်လာတာပဲဖူရှုပ်ရဲ့ အင်းမကငါလေးတတိထားသွားပါမင်းအေးအေးအေးဖိုးရှုံလေးဝက်ပူတတိပေးတာကြောင်းအပေါ်ဖားသွားရင်တော့ဝက်ပူကိုပဲဖြစ်စေကိုရင်လေးတွေကိုပဲဖြစ်စေအဖို့ခေါ်သွားရတော့လေဒါပေမဲ့ဖိုးရှုံစိတ်ထိတ်ခါတော့အဲ့ဒီတေးမအောင်မကြိတ်နဲ့ဘူးညဘက်လေးသွားခြင်းရင်အဖို့လေးအိတ်နေတော့လို့ရမအောင်အားနာတာကြောင်းအောင်ကြီးကနေခဲ့ရတယ်အဲ့ဒီဒုက္ခတွေကြောင်းဖိုးရှုံအဲ့ဒီတေးမအောင်အညှိုးထားတော့လေကပ္ပိယကြီးအေးဖိုးရှုံလာလေကွာ ကျုပ်ကပ္ပယာကြီးကိုပြောเสียရှိလို့ပါ။ဘာပြောမှလဲဖိုးရှုပ်ရဲ့ပြောလီကွာ။ဒီလိုပါဗျာ။အိန္ဒာနာကတီးပြမှာတဲအင်းမှာရှိနေဆိုဗျ။ဟေးမင်းအဲ့ဒီတဲအင်းမှာနေတွေ့ပြီးသွားပြီလားကွာ။မတွေ့ပါဘူးဗျာ။ညဘက်အပေါ်သွားရင်တော့ဒင်းကြောင့်ဒုက္ခများလုံးလို့ပါကပ္ပယာကြီးက။အဲ့ဒီလိုဖိုးရှုပ်ကပြောတော့ကပ္ပယာကြီးကပြုံးတော့တယ်။ဘာပြုံးတာလဲဗျ။ကျုံမှဒီတဲအင်းမှာကြောင့်စိတ်ညစ်နေပါတယ်ဆိုဗျာ။ဖိုးရှုပ်စိတ်ညစ်ဟန်နေပြောနေရော။ ငါပြောတာမင်းကိုသဘောကျလို့ပါဖို့ရှုပ်ရဒီလိုကအဲ့ဒီတည်းမှာတခြားသူမဟုတ်ဘူးဟဲ့တို့အခုဖုန်ကြီးเจ้าညီနေရာကိုလူထားတဲ့တတိမကြီးကဘလို့အဲ့ဒီတည်းမှာတတိမကြီးဟုတ်လားကက်ပီယာကြီးအေးဟုတ်တယ်အဲ့ဒီတတိမကြီးကဘာလို့ဆွဲလန်းပြီးမကြွမလို့ဖြစ်နေတယ်လဲမသိပါဘူးကွာဒါဆိုဒီတည်းမကြီးရှိနေရဘလောက်ကြာပြီလဲဗျကြာပြီကွာအနည်း30လောက်တော့ရှိလောက်ပြီ သူ့မှာသားသမီးတော့ရှိပါရဲ့ကွာဒါပေမဲ့ဒီတတိမာကြီးဆုံးသွားခဲ့ရသူတို့ပိုင်တဲ့လေတွေယာတွေအိမ်တွေကို ရောင်းပြီးတော့ရောင်းကနေအပီပြောင်းသွားကြတာတို့ဖုန်းကြီးကလေဒကမာကြီးကမကျွမလို့ဖြစ်နေရသီးတော့အများအတန်ပေးဝေပါရဲ့သူကကျွလို့ချိန်မတန်သေးလို့ထင်ပါရဲ့ကွာအဲ့ဒီလိုကပိယာကြီးကပြောတော့ဖိုးရှုပ်ကတေးမာကြီးဘဝရောက်နေတဲ့တတိမာကြီးကိုတနာသွားခဲ့တယ်နောက်ရများမှာတော့ဖိုးရှုပ် ငါကမင်းပြောင်းလို့လိုက်ရှာနေတာမင်းကဒီတီးပင်အောင်မှာမကြောက်မရွံ့ဘာထိုင်လုပ်နေရလဲကွဝပုတကောင်ဖိုးရွှေကိုရှာမတွေ့ရင်လိုက်ရှာနေခဲ့ရနေနောက်ဆုံးမှာတင်းမချင်းရှိတဲ့တီးပင်အောင်မှာဖိုးရွှေကိုရှာတွေ့သွားခဲ့တယ်ဘာမှမလုပ်ပါဘူးဝပုရငါလည်းမိဘမရှိရဲ့ကောင်ဟောဒီအပင်ကတင်းမကြီးကလည်းငါလိုပဲဆိုတော့သူ့ဘဝကိုတနာမိလို့ပါကွာဟာဘာရီပြောနေရလဲဖိုးရွှေရ तू ကတည်းရဲ့မင်းကလူတွေကွာ ။နောက်ပြီးမင်းပြီးမှမင်းရဲ့ဦးကြီးလေးရှိရင်ငါလေးရှိနေရပဲ။လာပါကွာ။တခြားမှာသွားထိုင်ကြရအောင်။ဝက်ဘူးကဖိုးရှုပ်ကိုဆွဲရီခေါ်လိတော့ဖိုးရှုပ်လည်းအသာတကြီးပဲလိုက်သွားခဲ့တော့တယ်။အရှိမခတ်တုတ်တုတ်သွားနေရင်အမျိုးသမီးရဲ့ကြောပြင်ကိုဖွားမေစိန်စိုက်ကြည့်နေခဲ့တယ်။အမျိုးသမီးရဲ့နောက်ကျောကိုမြင်ရတော့လေဝစားစင်မှုကြောင့်တာမန်အမျိုးသမီးမဟုတ်မှန်းသိရတယ်။အဲ့ဒီအမျိုးသမီးကခြေလန်းကိုခတ်တက်တွက်လမ်းပြီးတော့ဖုန်ကြီးကြောင်တစ်ခုအတွင်ကိုဝင်သွားခဲ့တယ်။ ဖွားမိတ်ဆိုင်ရဲ့ခြေလန်းကတော့ရင်းနဲ့တဖွားမှမခွာပဲရရည်သာကြည့်နေခဲ့တယ်။အဲ့ဒီချိန်အနောက်စီကနေမဲစိန်တမိအဲ့ဒီလိုအတန်းကြောင်းဖွားမိတ်ဆိုင်အနောက်ကိုလှည့်ကြည့်မိရာဆရာသခင်အဲ့ဒီလိုဖွားမိတ်ဆိုင်နှုတ်ကနေထွက်သွားခဲ့တယ်။အစောကတမိတွေ့လိုက်တဲ့အမျိုးသမီးကိုတမိကူညီရလိမ့်မယ်။အဲ့ဒီအမျိုးသမီးမှာဘာအခက်ခဲတွေရှိနေလို့လဲဆရာသခင်။သူ့ဘဝကျွတ်လွတ်ဖို့အတွက်တမိကူညီပေးမှရလိမ့်မယ်ကွ။ ကျုပ်ကူညီပေးနိုင်တာဆိုကူညီပေးဖို့အစဉ်သင့်ပါတော့အဲ့ဒီလိုဖောမေစိန်ကပြောပြလေတော့ဆရာဖြစ်သူက ပြုံးရီကောင်းနေတယ်ကောင်းပြီချစ်သမီးဒီလိုဆိုရင်ဖြင့်ရွာတိရာကိုတွားပြီးတော့ဒီမျိုးသမီးကိုကူညီပေးလိုက်ပါကွယ်စိတ်ချပါဆရာသခင်ကျုပ်တွားလိုက်ပါမင်းဆရာသခင်ကိုမေစိန်ကရောလိုက်ပါရင်အဲ့ဒီလိုဆိုကောင်ဖောမေစိန်ကဆရာဖြစ်သူကိုကရောတော့တယ်အသက်ရှည်ကျန်းမာပြီခုနှစ်ရဲ့သားသမီးတွေရဲ့အကျိုးကို ဒီတက်မကတည်ဘူးနိုင်ပါစေချစ်သမီးအဲ့ဒီလိုဆရာဖြစ်သူအောင်ဆုပေးလေဖွားမိန်စိန်လေးခေါင်းပြန်မောလိုက်တော့ဆရာဖြစ်သူ နေရာမှပြောက်သွားပြီးတော့ဘေးပင်ညာကိုရှာဖွေကြည့်လိုက်တယ်မနဲ့မိုးလီလီတော့ဖွားမိန်စိန်ကရင်းနှွေးချမ်းလေးတောက်ရင်းနဲ့သူ့ရဲ့ပြောင်းမှုဖက်စိလေးကြီးကိုဖွာရှိုက်နေခဲ့တယ်စိလေးငွေတွေကတလူလူပြန့်နှံ့နေခဲ့ရာဘွားကျွတ်တူရောက်ပြီဗျဖွားမိန်စိန်ထိုင်နေတဲ့ကိုပြည့်စီကို မောင်တိုးတို့တန်းရင်ရောက်လာခဲ့တယ်ကဲ ရောက်ရင်ထိုင်ကြလိမ့်ကွယ်။ဟုတ်ကဲ့ဖော။မောင်တူးတို့လည်းကုပြစ်ခင်မှာဝင်ထိုင်လိုက်ကြတယ်။ဖွားတို့ရွာတိရွာကိုတွားရမယ်ကွယ်။ရွာတိရွာတိကိုဘာကြီးစာများရှိလို့လဲဖွားရဲ့။ဟေးရွာတိမှာဖွားကူညီပေးရမယ့်သူတယောက်ရှိနေရဲ့။သူ့စီကိုတွားချရမယ်။ဟုတ်ကဲ့ဖော။ဒါဖြင့်ဘယ်တော့လောက်တွားမလဲ။အေးဖွားတော့ခဏနေပြင်ဆင်ပြီးရနေတွားချင်နေကွယ်။ဖွားတွားမယ်ဆိုရင်လည်းတွားကြတာပေါ့ဗျာ။ကျုပ်တို့အဝေးစားလေးပြီးထွက်လာခဲ့ပါမယ်။ အေးအေးအေးရွာသိကိုသွားကြရမှာမလို့မောင်တိုးတို့လည်းအင်ကိုပြန်သွားကြ යි ဖောမိတ်စိန်လည်းရေမိုးချိုးဝင်စားလေးပြီးရဲ့နောက်တော့ကုဖြစ်ခင်မှာထိုင်ပြီးတော့သူ့ရဲ့လက်ဆွဲတော်တာဝေကြီးကိုအဝိတန်လေးနဲ့တုံနေခဲ့တယ်။အမေရွာသိကတိမ်မွေးဘူးဆိုတော့နေချင်းပြန်မေးလားအမေမသိသေးပါဘူးအေးမပြောတတ်ဘူးမလာဖြစ်ရင်တော့ကျုပ်တို့သားမိဘေးဝါရမိပိုင်းတို့ကိုအဖို့ခေါ်အိမ်မလို့အဲ့ဒီလိုဒေါ်ဝင်းကပြောတော့ဖောမိတ်စိန်မျက်ခုံးလှုပ်သွားတယ် နီးရအဖို့ခွေးတာလားရွာတရင်ကိုစုပြောတာလားမတဲခွဲပါဘူးအေးအမေမရှိအောင်လှုပ်ချင်ရလှုပ်မနေနဲ့ကြားတလားမိဝင် အမေရေရွာသူအချင်းချင်းပဲစကားပါညာတော့ပြောတာပေါ့တော့အဲ့ဒါလှုပ်ချင်ရလှုပ်တာမှမဟုတ်တာအိုးအေးလူများတော့စကားရှုပ်တဲ့ဟိုစကားဒီပုတ်ဒီစကားဟိုပုတ်တွေနဲ့ရင်ဖြစ်မအောင်မြင်အောင်လုပ်ပါအေးတော်ပါပြီအမေရေဘသူ့ကိုမှခေါ်မသိတော့ပါဘူးကျုပ်တို့သားမိ ကိုဘာသာပဲအိပ်ပါတော့မယ်တော့အေးအဲ့ဒါကောင်းနေထုံးဝင်လေဖောမေစင်ကိုကြည့်ပြီးတော့ပြုံးနေရောလေအဲ့ဒီအချိန်ချန်ရှိမှနွားငေါက်တန်းလဲတန်တဲ့အတူဘွားချွတ်တူရောက်ပြီပြို့အဲ့ဒီလိုမောင်းအဲ့ဒီလိုမောင်းအုံးရဲ့အတန်ကိုပါကြားလိုက်ရတယ်ကဲဟိုကလေးတွေလာကြပြီအမေတို့သွားမယ်မိဝင် ဟုတ်ကဲ့မေဂီဥဆိုင်အောင်နော်အေးအေးအေးမိမလေးကိုလေညာကြီးခန်းကြီးဖျားကြတော့ခိုင်းဖို့မမီးနဲ့နော်ဟုတ်ကဲ့အမေ ဖောမေစိန်လည်းချီလွဲအိတ်ကလေးကိုလွှဲပြီးတော့တောင်ဝေးကိုမြေပေါ်ထောက်ကချက်မြေကိုထွက်လာခဲ့တော့တယ်။ဒေါ်ဝင်းကလည်းအနောက်မှအတူတူလိုက်လာခဲ့ပြီးကိုရော်ချော်ရီတော်တော့အဖွားကိုစောက်ရှောက်ကြနော်။အဲ့ဒီလိုဆိုနေတော့အကြီးကလည်းဗျာဖွားကတော့ကျုပ်တို့ကိုပြန်စောက်ရှောက်နေရတာဗျ။ဟင်းဟင်းအဲ့ဒီလိုရီမောကပြေမောင်တူကပြောတော့တိပါတယ်ဟဲ့ငါရွက်ပြောတာပါလန်ခီယူဆိုင်ကြဟိရွာကိုပြန်လာရင်ဘူးသီးနဲ့ချက်သားချက်ကျွေးမယ်။ ငွားချန်နေရဘူးတိကလည်းခူးလို့ရနေပြီဟဲ့ကောင်းတာပေါ့အကြီးရာကဲမိဝင်အမေတို့သွားမယ်နော်သွားပြီပြို့အကြီးဖွားမယ်စိန်တို့ကိုတော်ဝင်းဟာနှုတ်ဆက်ပြီးရွာတိကိုနွားလေးလေးနဲ့ထွက်လာခဲ့ကြတော့တယ်ဟဲ့နော်အော်ပိတ်ကက်ကက်နဲ့မောင်တို့ကနွားကိုငေါက်ပြီးတော့ကျင်းလေးနဲ့တို့ကမောင်းလေမောင်းရေရွာတိကဖိုးကြီးကြောင်းဝယ်တမ်းမောင်းကွဲ့ဟုတ်ကဲ့ပါဖွားမယ်စိန်တို့ကရွာတိရွာရဲ့ဖုန်းတော်ကြီးကြောင်းကိုရောက်လာခဲ့ကြတယ် ဘုန်းကြီးကျောင်းကြီးနေကိုနွားလေးကို မောင်းလာခဲ့တယ်။ဟောတောင်ထုံးရွာအမေကြီးပဲ။ကပ္ပီယာကြီးကဖောမေစိန်ကိုမြင်တော့နွားလေးအနီရောက်လာခဲ့တယ်။ဖောမေစိန်နဲ့နွားလေးပေါ်ကနေဆင်းလာခဲ့ပြီးကပ္ပီယာကြီးနေကောင်းပါရဲ့နော်။နေကောင်းပါလေဗျာ။အမေကြီးကဆရာတော်စီကိုလာရလားဗျ။အဲ့ဒီလိုပဲဆိုရမှာပေါ့။ဖောမေစိန်နဲ့ကပ္ပီယာကြီးတို့စကားပြောနေရကုန်ပလံမကမ်းမှရှိတဲ့ပကြီးပြင်အောင်မှာအဖော်ကြီးနဲ့စော်ကစားနေတဲ့ ဖိုးရှုံတွေ့သွားလေတယ်။အဲ့ဒါတောင်ထုံးရွာအမေကြီးကအဲ့အမေကြီးကအတော်လေးစွမ်းနေလို့ပြောတယ်ဖိုးရှုံရဲ့။အဲ့ဒီလိုဝပုကအနာကပ်၍ပြောလိုက်တယ်။ဖာစွမ်းတာလေကွာ။အမေကြီးကအရင်ကဆုံးမကြီးရဲ့ကွာ။အခုတော့လူတွေကိုကူညီပြီးတရေတွေကိုနှိမ်နှင်းပေးတဲ့သူလို့ပြောကြတယ်ကွာ။ဟင်။တရေတွေကိုနှိမ်နှင်းနေ။ဒါဆို तू ကဒီကိုဘာလာလောက်တာလဲ။ဟိုတီးပြင်ကတတိမကြီးကိုလာနေနေတာလားဝပု။ဒါတော့ငါဘယ်သိမလဲကွာ ငါတို့သူတို့နားသွားရပြီနားထောင်ကြည့်အောင်ပိုးရှုံးနေဝက်ဘူးလေဖောမေစိန်တို့အနည်းကိုရောက်လာကြတယ်ဖောမေစိန်ကကပိယကြီးနဲ့စကားပြောရင်းနဲ့ဖိုးရှုံးတို့ကိုပြုံးပြလေးတယ်ဖောမေစိန်ကိုကြည့်ရင်းနဲ့ဖိုးရှုံးစိတ်တို့ထိတ်လန့်နေခဲ့ဒီပြမှာတည်ရဲဘွားနဲ့နေရတဲ့တတိမကြီးကိုရှင်းပြမအောင်စိုးရိမ်နေမိတယ်ဖိုးရှုံးစိတ်တဲ့အဲ့ဒီတတိမကြီးကိုတနာကျူနာစိတ်တွေဖြစ်ပေါ်နေရှာတယ်အမေကြီးเจ้าหมอတက်ရအောင် ကပီယာကြီးကဖောမေစိန်တို့ကိုခေါ်သွားလေတယ်။ဘူရှိုတို့ကလည်းအသာလေးလိုက်သွားခဲ့ကြတယ်။ဟောတကမာကြီးပါလား။တင်မဖျားဖောမေစိန်နဲ့မောင်တို့တို့ကဆရာတော်ဖျားကိုအရင်ဆုံးလက်အုပ်ချီကြတော့ကြတယ်။ဘာကြောင့်များပေါ်လာလို့ရောက်လာတာလဲတကမာကြီးရဲ့။အဲ့ဒီလိုဆရာတော်ကမီးတော့တပည့်တော်ရဲ့အကူအညီလိုအပ်နေတဲ့အမျိုးသမီးတစ်ယောက်စီကိုလာလာပါဖျား။ရွာလေးကလားဘသူများပါလဲ။တပည့်တော်ကူညီရမှာလူမဟုတ်ပါဘူးဖျား။ ျွလို့ဖို့အကူကြီးလိုနေသူပါဗျာ။ဩဖုံဖုံသဘောပေါက်ပါပြီ။တင်မတပည့်တော်အိမ်မက်အရာပြောရရင်တော့အဲ့ဒီအမျိုးသမီးကဟောဒီဆရာတော်ရဲ့ចောင်းဝင်းထဲမှာပဲရှိနေပုံရပါတယ်ဗျာ။အဲ့ဒီလိုဖောမေစင်ကပြောတော့ဆရာတော်ဒီမကောင်ဖို့ရှုတို့ပါအော်အော်သွားတယ်။အမေကြီးပြောတာတတိမကြီးဒေါုံးကြီးများလား။ဒေါုံးကြီး तू ကဘယ်လိုမျိုးလဲကပီယာကြီး။ तू ကတခြားသူမဟုတ်ပါဘူး။ဟောဒီចောင်းရဲ့မြင်းနေရာကိုလှူပေးခဲ့တဲ့ တတိမကြီးပါအမေကြီးဟုတ်တယ်တကမကြီးရဲ့တတိမကြီးကအတော်လေးလေးချမ်းသာပါတယ်ဒီเจ้าမေကိုလှူပေးပြီးမကြပါဘူးစုံမသွားရှာတယ်သူခင်ဗျာအလူဒါနာကုတူကြီးများပါရဲ့နဲ့ဘာလို့ဆွဲလဲပြီးမကျွတ်လို့တလဲမသိပါဘူးဘလို့ပဲသူ့အတွက်ကုတူလှုပ်ပေးလှုပ်ပေးဘဝမကူးနိုင်ရှာသေးဘူးတကမကြီးရဲ့တိမဖျားဒါဆိုရင်တော့တပည့်တော်ကူညီရမယ့်အမျိုးသမီးဆိုတာသူပဲဖြစ်ပါလိမ့်မယ်ဖျား ဝမ်းသာပါတယ်ဒကမာကြီးရဲ့သူ့ဘဝကိုဘလို့မှချွတ်လို့အောင်မလုပ်ပေးနိုင်လို့ဖုံဖုံတို့လည်းစိတ်မကောင်းဖြစ်နေရတာအခုဒကမာကြီးကသူ့ကိုကူညီမယ်ဆိုတော့သူ့အတွက်ဖုံဖုံဝမ်းသာပါရဲ့တင်မဖျားလိုရာရှိကပိယာကြီးကိုပြောလိုက်ဒကမာကြီးဒီကိစ္စကိုတော့ဒကမာကြီးလက်ကို လွှဲနိုင်ပြီမလို့ဒကမာကြီးတင့်တယ်လို့စီစဉ်နိုင်နေတင်မဖျားဆရာတော်ကအဲ့ဒီလိုမိတ်ပြီးတဲ့နောက်တော့ဖွားမေစိန်တို့လည်းကြောက်ကိုပြက်စင်းလာခဲ့တယ် ကပိယကြီးထိုင်နေကြကုဖြစ်ခင်လေးမှာထိုင်ကြရင်းနေ။သူဒီမှာရှိနေရသေးကြပြီဆိုရင်ဖွားဘာဆက်လို့မလဲ။အဲ့ဒီလိုမောင်တို့ကမေးတော့ဖွားမေစိန်ကသူ့ကိုခေါ်ရမှာပေါ့။ဒါမှလည်းသူဘာကြောင့်မကျွလို့တလဲဆိုတာအဖြေရှာနိုင်မှာကွ။အဲ့ဒီလိုဖွားမေစိန်ကပြောတော့မောင်တို့တို့လည်းခေါင်းလေးတွေငြိမ့်ကြတယ်။ကပိယကြီးသူနေတဲ့တိပင်းစီကျိုးတို့ကိုလိုက်ဖို့ပေးပါ။ဟုတ်ကဲ့အမေကြီးကျိုးလိုက်ဖို့ပေးပါမယ်။ ကပိယာကြီးကဖောမေစိန်တို့ကိုတရေရှိတဲ့တီးပင်စီကိုခေါ်သွားကြတယ်။ဒီပင်မဲမေကြီးဖောမေစိန်ကတီးပင်ကိုတေချာကြည့်ရယ်။ဒီပင်မှာနေတဲ့တောင်းရင်တင်ခုကျွန်ုပ်ရှိမကိုအရောက်လာခဲ့ပါ။အဲ့ဒီလိုတောင်းဝင်းကိုမိဘတို့ချက်ဆောင်ပြီးတော့အမိတ်ပေးလိုက်လို့ဝတ်ပုဝတ်ပုဘာဖြစ်တာလဲ။ဝတ်ပုကတကူလုံးရမ်းခါပြီးတော့မိဘကိုစောင့်ကြောက်ကြီးထိုင်ချလိုက်တယ်။ရောက်ပြီလား။ဖောမေစိန်ကပြောတော့ဝတ်ပုကကောင်းကိုညှိပြတယ်။ ကဲဒါဖြင့်လည်းပြောစမ်းမအောင်ကွယ်ဘယ်နဲ့ကြောင့်ဒီဘဝကနေမကျွတ်လွတ်နိုင်ဖြစ်နေရတော့အဲ့ဒီလိုဘွားမေစင်ကမီးတော့အော်ဟီပီငိုကြွေးလျော်ရင်ဝမ်းနေလို့ရငိုနေချင်းဖြစ်တာကြောင့်ဘွားမေစင်ကအသာကြည့်နေခဲ့တယ်။ကျုပ်ကျုပ်မှာတားလိတယောက်ရှိရာအခုတော့ဘဲစီပဲဝဲကိုရောက်နေမှမသိပါဘူးတော့အဲ့ဒီလိုငိုရင်းမှပြောရှာတယ်ဆက်ပြီးတော့ကျုပ်သားလေးကိုတင်ငန်းစီးပေးချင်တာဒါဟုတ်တင်ကကျုပ်သေးကန်းဒီအထိလက်မခံဘူး ကျုပ်ဘဝမှာအလူဒါနတွေလုပ်ခဲ့သလားဒီစိတ်နဲ့အတိမပြောက်ခဲ့ရတာပါတော့အဲ့ဒီလိုပြောလေတော့ဖွားမေစိန်လေးတပြင်းလေးချရင်ကြည်နေရှာရင်စိတ်အဆွဲလန်းကြီးလွန်းလို့တည်ရဲမှဘဝနဲ့ပဲဟိုအပင်ကဒီအပင်ကနေရတဲ့ဘဝပါရှင်အေးဖွားလေညီကိုအခုလိုဘဝကနေကျွတ်လို့ဖို့လာကူညီတာပါဖွားဘက်ကဘာကူညီပေးရမလဲသာပြောအဲ့ဒီလိုဖွားမေစိန်ကပြောလေတော့တည်ရဲမှတုံးရင်ကဖွားမေစိန်ကိုမော့ကြည့်တယ် ျုပ်အတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုလေးလုပ်ပေးပါအများတန်းဝေကျုပ်နာမည်ကိုခေါ်ပေးပါကျုပ်ဒီဘဝကျုပ်လိုချိန်တက်ပြီထင်ပါရဲ့တော့အဲ့ဒီလိုပြောလေဖိုးရှုပ်ခင်များတေးမတော်ဦးရင်ကိုကြည့်ရင်ကျုပ်ကိုရင်ဝတ်မယ်အမေကြီးဒီတော်ကြီးရဲ့သားကိုစားကျုပ်တင်ငန်းစီးပါမယ်အဲ့ဒီလိုဝင်းကပြောလေရောတော်ဦးရင်ကဖိုးရှုပ်ကိုကြည့်တယ်လို့အားလုံးရဲ့အကြည့်တွေကလည်းဖိုးရှုပ်စီကိုရောက်သွားကြတယ်ဖိုးရှုပ်ကောင်းလေမင်းတကယ်ပြောနေရလား အဲ့ဒီလိုကပ်ပီဟာကြီးကမေးတော့ကျုပ်တကယ်ပြောတာပါအတော်ကြီးမှတာသမီတွေမရှိတော့တလို့ကျုပ်မှလည်းမိဘတွေမရှိဘူးဗျဒါကြောင့်အတော်ကြီးရဲ့တာကိုစားကျုပ်သင်ငယ်စီးမယ်ကပ်ပီဟာကြီးအဲ့ဒီလိုဖူရှုပ်ကထမှန်ကပြောနေတော့ကောင်းပြီဒီကမောင်ရင်လေးလေးကုတူရတယ်လို့ဒီကအုံးရင်လေးစိတ်အဆွဲတွေလွတ်ကင်းတာပေါ့အဲ့ဒီနေ့မှာမောင်ရင်လေးကိုသင်ငယ်စီးပေးတယ်လို့အုံးရင်အတွက်လည်းအများအတန်ပေးဝေကြတာပေါ့အဲ့ဒီလိုဖောမေစိန်ကပြောနေတော့ တရင်မှာတော့အုံးရင်လည်းဝမ်းသာသွားကြတယ်။ကျေးဇူးတင်ပါတယ်ကောင်းလေးရဲ့။ကြည်ကြည်ကျေးဇူးတင်ပါတယ်ကွယ်။အဲ့ဒီလိုဖိုးရှုပ်ကိုကျေးဇူးတင်စကားတွေအထက်ထက်ပြောရှာတယ်။အဲ့ဒီလိုနဲ့တရင်မှာတော့အုံးရင်အတွက် အလူတန်းလုပ်ပေးဖို့နဲ့ဖိုးရှုပ်ကိုတင်ရန်စီးပေးတဲ့ကိစ္စကိုဆရာတော်နဲ့တိုင်ပင်ရပြန်နေဒီအထွက်တော့မပူလီနဲ့တကမာကြီးဖုံဖုံအားလုံးစီစဉ်ပေးပါမယ်။အဲ့ဒီလိုဆရာတော်ကမိန့်လိုက်တယ်။အမှန်လေအဲ့ဒီအလူတန်းကိစ္စကိုဆရာတော်ကိုယ်တိုင်ဥဆောင်က လုပ်ပေးလို့ ရွာသိကလူကြီးတွေလည်းပေါဝင်ကူညီကြတယ်။တဲမကြီးဒုံးရင်အတွက်ကတော့အလူအတန်းတွေလှုပ်ပေးပြီးတဲ့နောက်ဖိုးရှုပ်ကိုကရုံးရိပ်ပြီးသင်ငယ်စီပေးကြတယ်။အိမ်နောက်မှာဒုံးရင်အတွက်ရီစုကရေးဆက်ချပြီးအမြအတန်းတွေပေးဝေခဲ့ကြတယ်။ဦးကန်ကလည်းသူဖြစ်သူဖိုးရှုပ်လေးကိုကြည်ရင်နဲ့ဝမ်းသာနေရသလိုတဲမဒုံးရင်ကလည်းတာလူခေါ်ရေးကျွလို့သွားရှာတယ်။ဖွာဒုံးရင်ကျွလို့သွားတော့ပါပြီနော်။အဲ့ဒီလိုမောင်တို့ကမေးတော့ ကျွတ်လို့ရုံနေမကဘူးသူ့ရဲ့စိတ်ဆန္ဒလည်းပြေဝသွားရှာပါလေကွယ်အဲ့ဒီလိုဖွားမေစိန်ကဖြေးလိုက်လေအိမ်နောက်တော့ဖွားမေစိန်တို့ဟာလာရင်ကိစ္စပြီးဆုံးသွားပြီမလို့တောင်ထုံးရွာကိုပြန်လာခဲ့ကြသလိုဖုံးရှုံလေးကလည်းကိုရင်ဘဝနဲ့ဖုံးကြီးကြောင့်မှကြံ့ရိခဲ့ပါတော့တယ်ပြိဿများရှင်စိုင်းဆရာမရင်မင်းကပ်မလူရေးသားထားတယ်ဖွားမေစိန်နဲ့ဖုန်းကြီးเจ้าကတည်ရဲမဆိုတဲ့ဇာတ်လမ်းကြီးရတော့ဒီမာနေပြီးဆုံးသွားပါပြီ။ နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။